တောင်ကလာပါမြို့နယ်ရှိသူမင်္ဂလာပန်းချံမှာထားရှိမဲ့ဘူကျော်အောင်စံကျေးရုပ်ကိုတောင်ကလာပါမြို့နယ်အတွင်းမော်တော်ယာဉ်ဖြင့်တင်ဆောင်ကလှည့်လည်ပြသခြင်းကိုမတ်လ19ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။တောင်ကလာပါမြို့နယ်မှာဘူကျော်အောင်စံနဲ့ပတ်သက်ပြီးနောင်လာနောင်သားတွေကိုဘူကျော်အောင်စံစိတ်တပ်တွေဖြစ်ပေါ်စေချင်တာရဲ့နိုင်ငံတော်နဲ့အခမ်းအနအ ာဇာနီနေ့အခမ်းအနားတွေမှာပြည်သူတွေအလေးပြုနိုင်ဖို့အတွက်အခုလိုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်လို့ဘိုးကျောင်းအောင်စန်းကြီးရုတ်ထားရှိရေးဆောင်ရွက်နေသူတဦးဖြစ်သူဦးလင်းထက်ကအခုလိုပဲပြောကြားပါတယ်။အဲအဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့တောင်ကလာပါမြို့နယ်မှာဒီဘိုးကျောင်းအောင်စန်းနဲ့ပတ်သက်ပြီးတော့နောင်လာနောင်သားနောက်လာနောက်သားတွေအတွက်ကိုကျွန်တော်တို့ဘူဂျုံအောင်ဆန်းစိတ်တဲ့တွေကျွန်တော်တို့ဖြစ်ပေါ်စေခြင်းနဲ့နောက်တစ်ခုကကျွန်တော်တို့တောင်းကလာမှာလည်းဒီမှာနိုင်ငံတော်ခန္ဓာလွတ်လည်နေခန္ဓာအာဇာနည်ခန္ဓာမျိုးမှာကျွန်တော်တို့ဟိုအလေးပြုနိုင်တဲ့နေရာမျိုးကျွန်တော်ဖြစ်တည်စေခြင်းနဲ့ဒီရွေးချယ်တဲ့ကျွန်တော်လုပ်တာပါ တင်လုပ်တဲ့အခါလဲကျွန်တော်2015ခုနှစ်တည်းကစတင်စီကူးခဲ့တာပါဒီ2016မှာစတင်အကောင့်ထဲပေါ်ပြီးတော့အခြေအနေမျိုးမျိုးကြောင့်ဖေဖော်ဝါရီလ13ရက်မှာမဖွင့်လည်နိုင်ခဲ့ပြီပဲကျွန်တော်တို့ဒီနောက်ပိုင်းမှာကျွန်တော်တို့ထပ်ကြိုးစားနေပါရောင်းလိုက်တဲ့အစိုးရအဖွဲ့ကိုလည်းကျွန်တော်တို့တိုက်တွန်းနေပါတယ်တိုက်တွန်းပြီးတော့ကျွန်တော်တို့အမြန်ဆုံးဖွင့်လည်နိုင်အောင်ကျွန်တော်တို့ဆုံကြိုးစားနေပါတယ်ခင်ဗျာအဆိုပါဘူကျော်အောင်ဆန်းကျေးတုံးရုပ်ဟာအမြင့်ကိုပေရှိကကျေးဝါအမျိုးအစားဖြစ်ပြီးပိတ်တာချင်း300ခန့်ရှိပြီး တောင်ငုံမြို့နယ်အတွင်းရှိကျေးသွန်းဆက်ရုံတရုံမှာရှစ်လခန့်ကြာသုံးလောင်းခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီဗိုလ်ချုပ်ကျေးရုပ်ကိုတောင်ကလာပါမြို့နယ်ရှိသူမင်္ဂလာပန်းချံမှာထားရှိရန်စီစဉ်ထားပေမဲ့လက်ရှိအချိန်မှာတော့ဒိုင်းဒေသကြီးအစိုးရအဖွဲ့မှပန်းချံအတွင်းမြေနေရာတည်ဆောက်ခွင့်ကိုပြန်လည်ချထားပေးခြင်းမရှိသေးတဲ့အတွက်ဗိုလ်ချုပ်အောင်ဆန်းကျေးရုပ်ကိုတောင်ကလာပါမြို့နယ်6ရပ်ကွက်သူမင်္ဂလာလမ်းမော်ရှိဗိုလ်ချုပ်အောင်ဆန်းကျေးရုပ်ဖြစ်မြောက်ရေးကော်မတီရုံးခန်းမှာခိတ္တထားရှိမယ်လို့သိရပါတယ်။